准备好了。အားလုံးပဲမင်္ဂလာပါခင်ဗျာဒီလီရိုးစကွန်ပျူတာမှကြိုဆိုပါရစေကျွန်တော်ဟမ်းမြန်နိုင်ပါဒီနေ့သင်ခန်းစာလေးမှာကျွန်တော်သင်ကြားပေးချင်တာလေးက Microsoft Excel မှာရန်ကုန်တုံးဝင်နဲ့ Efficient သုံးမျိုးပုံလေးပဲဖြစ်ပါတယ်ဒီသင်ခန်းစာလေးကတော့ကျွန်တော်ရဲ့ Microsoft Excel Special Online Course လေးနဲ့ Advanced Excel 101 Swim Class 2မှာသင်ကြားရတဲ့သင်ခန်းစာလေးတွေကတခုလည်းပဲဖြစ်ပါတယ် ဒါလေးကိုအားလုံးလိုက်ပြီးတော့မှလုံးလုံးလွယ်သွားအောင်လို့ကျွန်တော်ဥပမာလေးနဲ့တခါရှင်းပြပေးပါမယ်။ဒီဥပမာလေးမှာဆိုရင်တော့ဒါကျွန်တော်တို့ဒီဂျွန်လာအတွင်းမှာစမေဝဲရာလက်ပုံစံလေးတစ်ခုပဲဖြစ်ပါတယ်။အဒီကမှဒီမှာဆိုရင်တော့ကျွန်တော်နဖက်စင်လေးတွေရှိပြီးတော့မှဒီဘက်လေးမှာတော့ကျွန်တော်ចောင်းသားတွေရဲ့နာမည်လေးတွေရှိပါတယ်။ပြီးရင်တော့ဒီဘက်လေးမှာတော့သူတို့ရရှိကြတဲ့ရာမည်လေးတွေရှိပါတယ်။ဒီခါမှာကျွန်တော်ကပထမဆုံးတစ်ခုနဲ့ပါတည်ချင်တာလဲဆိုတော့သူတို့ရဲ့ဒီចောင်းသားတွေရဲ့ရမ်းမဲ့ပုံမှန်မှုတည်ပြီးတော့မှစမွေးဝဲအောင်စင်တစ်ခုကိုပြုလုပ်ချင်တာပါ။ ထမအောင်တော့နေနေသူတို့ဘသူကရဆမေဝဲကိုအောင်ပြီးတော့မှဘသူကရဆမေဝဲကြာရှုံးနေဆိုတဲ့ဟာမျိုးကိုဘက်စပေးပုံစံလေးကျွန်တော်တို့ကလိုချင်တာဖြစ်ပါတယ်။အလင်ပြူကျောင်းသားတွေရဲ့ကျွန်တော်ရမတ်ပုံမူတည်ပြီးတော့မှသူတို့ရဲ့အောင်စင်းကိုတွေ့ချက်ဖို့အတွက်ဆိုရင်ကျွန်တော်တခြား formula တွေကိုအသုံးလို့ရတယ်ဆိုပေမဲ့လည်းဒီသင်ခန်းစာလေးမှာတော့ကျွန်တော် if function ကိုအဓိကထားပြီးတော့မှအသုံးပြုမှာဖြစ်ပါတယ်။ ကျွန်တော်တို့ကတယောက်ချင်းစီကိုလိုက်ပြီးတော့မှဘယ်သူကတော့အောင်တယ်ဘယ်သူကတော့ကြားတယ်ဆိုတော့ကိုလိုက်ပြီးတော့စစ်လို့ရတယ်ဒါပေမဲ့အချိန်လေးအများကြီးကြာသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကဒါတွေအားလုံးကိုကျွန်တော်ကလိုက်ပြီးတော့တယောက်ချင်းစီမတွေ့တော့ဘဲနဲ့ formula လေးတစ်ခုကိုသုံးလိုက်ရုံနဲ့ကျန်တဲ့အဖြေတွေအားလုံးကိုထွက်လာအောင်လို့ကျွန်တော်တို့ကပြုလုပ်မှဖြစ်ပါတယ်ဒီလိုကျွန်တော်တို့ဒီမှာပထမဆုံးကျောင်းသားတယောက်အတွက်ကျွန်တော်တို့စပြီးတော့မှတွက်ပါမယ်ဒါတွေကျွန်တော်အဖြေလိုချင်တဲ့ကွက်လေးမှာကလေးထားထားမယ်ပြီးတာနဲ့ကျွန်တော်ညီမချင်းလေးစပြီးတော့မှရေးလိုက်ပါမယ်ကျွန်တော်တို့တော့မှက if formula ဖြစ်တဲ့အတွက်ဒီမှာ if ဆိုပြီးတော့မှရေးလိုက်မှဖြစ်ပါတယ် if လို့ရေးပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီ keyboard ကနေပြီးတော့မှ tab ဆိုတဲ့ခလုတ်ကိုနှိပ်လို့ရပါတယ်ဒါမှမဟုတ်ဆိုရင်လည်းသူ့ရဲ့နောက်ကနေပြီးတော့ခွင်းစားလေးစားလို့လည်းရတယ်ပေါ့နော်အဲမဲ့ကျွန်တော် tab key လေးတစ်ချက်နှိပ်လိုက်ပါတယ် remote နှိပ်လိုက်ပြီးဆိုတာနဲ့သူတိအောင်လေးမှာကိုတောင်းရမယ့် formula လေးရဲ့အကြောင်းအရာလေးပေါ်လာပါတယ်ပထမဆုံးအနေနဲ့တော့ဒီမှာ logical test ပေါ့နော် logical test ကိုအရင်ဆုံးကျွန်တော်တို့ရေးပြရမှာဖြစ်ပါတယ်အဲ့ခါမှာကျွန်တော်ကဘယ်လိုရေးမှလဲဆိုတော့ကျွန်တော်အကြောင်းမှတ်မှတ်ထားတာကကြာတော့သူကပေါ့နော်အောင်မက်က40လို့တတ်မှတ်ထားပါတယ် အောင်မက်40ရတယ်အောင်မက်40နဲ့ညီပြီးတော့မှ40အထက်ရတဲ့ចောင်းသားတွေကတော့ဆမ်မူဝဲကိုအောင်မှာဖြစ်ပါတယ်ဒီ40နဲ့သတ်မှတ်ထားတဲ့ဟာအောက်ကိုနည်းနေတယ်40အောက်ကိုရောသွားပြီဆိုရင်တော့ဒီចောင်းသားကဆမ်မူဝဲကိုချာရှုံးမှာဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံလေးနဲ့ကျွန်တော်ကတွေ့မှာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကဒီသူ့ရဲ့ရမယ့်ပုံမူတည်ပြီးတော့တွေ့မှာဖြစ်တဲ့အတွက်သူ့ရဲ့ရတဲ့အမက်ကလေးပေါ်မှာကလစ်နှိပ်ပြီးတော့မှ selection လေးပြလိုက်ပါတယ် ဒီအကွက်လေးနာမည်က D4 ပေါ့နော်ဒီ D4 ဆိုတဲ့ဒီကျွန်တော်ရရမယ့်အကွက်ကလေးကကျွန်တော်တို့က40နဲ့ညီပြီးတော့မှ40ထက်များနေမယ်ဆိုရင်သဘောပဲအောင်ပါတယ်။ဒါပေမဲ့ကျွန်တော်က40ထက်များတယ်40ထက်ညီတာကိုရေးချင်တာမလို့များတဲ့ greater than လေးရေးပါတယ်။ပြီးတော့ကျွန်တော်တို့ကညီများချင်းမှလာပါတယ်။များလည်းများရမယ်ဒါမှမဟုတ်ညီနေလည်းရတယ်ဒါမှမဟုတ်ပုံစံအဲ့တည်းများရင်လည်းရတယ်ပေါ့နော်ဘယ်လောက်ထက်များမှလဲဆိုတော့ကျွန်တော်ကရမ်းမက်အောင်မက်40ပါ40ပေါ့ဒါသူ့ရဲ့ logical test လေးပါပြီးရင်တော့ကျွန်တော် comma လေးလာပါတယ် ပြီးတော့နောက်တစ်ခုကကြတော့ဒီမှာ value if true ပေါ့နော်ကိုရေးလိုက်တဲ့ logical test အတိုင်းဒီမှာရှိနေတဲ့ဒီဆဲခွက်လေးကပေါ့နော်တကယ်လို့ကိုသတ်မှတ်တဲ့အတိုင်း၄၀ထက်များတယ်ဒါမှမဟုတ်ဘူးဆိုရင်လေးသိန်းနဲ့ညီနေမယ်ဆိုရင်ဒီတိုင်းမှန်နေဆိုရင် true ဖြစ်တယ်ဆိုရင်ဘာပေါ်ရမလဲဆိုတော့ကျွန်တော်ပေါ်သိချင်တဲ့ຢာကိုရိုက်ထည့်လို့ရပါတယ်ကျွန်တော်အခါမှာစံပွဲပဲအောင်တယ်ဆိုတာမျိုးကိုထည့်ချင်တာပါအဲ့လိုမျိုးထည့်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကမြန်မာလိုထည့်လဲရတယ်အင်္ဂလိပ်လိုထည့်လဲရပါတယ်ကိုနဲ့တူတူထည့်လို့ရပါတယ်ကျွန်တော်ကအင်္ဂလိပ်လိုထည့်ချင်တာဖြစ်တဲ့အတွက်ဒီမှာ pass ဆိုပြီးတော့မှရေးလိုက်ပါတယ် အဲ့လိုမျိုးရေးလိုက်တဲ့ခါလေးမှာကိုရေးလိုက်တဲ့ PSS pass ရဲ့ဟာလေးကကြတော့သူကဒါ alphabet ဖြစ်တဲ့ test စာသားဖြစ်တယ်ပေါ့နော်စာသားတွေကိုကျွန်တော်ကအခုလိုမျိုး formula အတွင်းထဲမှာသုံးပြီးတော့မှရေးတဲ့ခါမှဆိုရင်ကြတော့ထည့်သွင်းပြီးတော့မှရေးတဲ့ခါမှဆိုရင်သူ့ကိုကျွန်တော်ကဒီတိုင်းထားလို့မရပါဘူးစာသားကိုကျွန်တော်တို့ကရှေ့ရနောက်မှာကျွန်တော်တို့ကပြန်ပြီးတော့မှပြတ်တောင်ဖွင့်ပေးလေးပြန်ပြီးတော့မှထည့်ပေးရမှာဖြစ်ပါတယ်နောက်ဆုံးမှလည်းပြတ်တောင်လေးကိုပိတ်ပေးပါပြီးတော့ဒီမှာအစားမှလည်းပဲသူ့ရဲ့ရှေ့လေးမှလည်းပဲကျွန်တော်ကစားချပြီးတော့မှပြတ်တောင်လေးကိုဖွင့်ပေးရမှာဖြစ်ပါတယ်ဒီမှာပြတ်တောင်ဖွင့်ပေးနေရေးပေးရမှာဖြစ်တယ်ပေါ့နော် ကလေးကိုထည့်ကျင်တဲ့အကြောင်းအရာကကိန်းကနန်းဖြစ်နေမယ်။နံပါတ်တွေဖြစ်နေမယ်ဆိုရင်ကျတော့ဒီလိုမျိုးမျက်တောင်ဖွဲ့ပေးလို့မလိုပါဘူး။ခုလိုမျိုး test စာသားတွေဆိုရင်တော့ကျွန်တော်တို့ကမျက်တောင်ဖွဲ့ပေးကြတယ်မှာထည့်ပေးရမှာဖြစ်ပါတယ်။မဟုတ်ဘူးဆိုရင် formula ကိုသုံးလို့ရမှာမဟုတ်ပါဘူး။ပြီးရင်ဒါဆိုကျွန်တော်တို့က comma လေးလာပါတယ် value if true ကပြီးသွားပါပြီ။နောက်တစ်ခုအနေနဲ့ကတော့ဒီမှာ value if false ပေါ့။ တကယ်လို့သူကသတ်မှတ်ထားတဲ့အတိုင်းပဲ40နဲ့မညီဘူး40ထက်လည်းမများဘူးဆိုရင်ကျတော့သူကစမုဘက်ကိုကြာရှုံးမှာပါအဲ့လို force နေရာမှာကျွန်တော်တို့ကကြာရှုံးတာကိုထည့်ချင်တာမလို့ကျွန်တော်က face ဆိုပြီးတော့မှရေးလိုက်မယ် face ကလည်းပဲကျွန်တော်တို့က test စာသားတွေဖြစ်တဲ့အတွက်တက်တောင်ဖွင့်ပေးလေးစားလိုက်ပြီးတော့မှကျွန်တော်ဒီမှာ face ဆိုပြီးတော့မှရေးလိုက်ပါတယ်ပြီးတော့မျက်တောင်လေးပြန်ပြီးတော့မှပေးလိုက်ပါမယ်ပြီးတော့နောက်ဆုံးလေးမှာ coin လေးပြန်ပြီးတော့မှပေးလိုက်ပါမယ်ဒါဆိုတော့ကျွန်တော်ရေးတဲ့ formula လေးကပြီးသွားပါပြီပြန်ပြီးတော့မှပြောရမယ်ဆိုရင်တော့ကျွန်တော်ရေးဒီမှာရှိနေတဲ့ရမ်းမတ်အကွက်ကလေးပါเนาะရမ်းမတ်ကလေးက အမှတ်40နဲ့ညီလာတော့လကောင်ဒါမှမဟုတ်ဆိုရင်40ထက်ပိုပြီးတော့များသွားပြီဆိုရင်တော့ဒီကြောင့်သားက best သမုပဲအောင်ပါတယ်ဒီကလေးများအလိုမဟုတ်ခဲ့ဘူးဆိုရင်ကြတော့သမုပဲကို fee ကြာရှုံးနေဆိုပြီးတော့မှရေးလိုက်တာပါ PP ဆိုတာနဲ့ကျွန်တော် under လေးတစ်ချက်နေပြလိုက်ပါဒါဆိုရင်ကြည့်လိုက်ပါဒါကျွန်တော်ဒီမှာ best ဖြစ်သွားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီကြောင်သားလေးကဒီမှာရမက်က80ရတာဖြစ်ပါတယ်ကျွန်တော်အောင်မဲ့တက်မှတ်ထားတာက40ပါ40ဆိုတော့ကျွန်တော်တက်မှတ်ထားတာထက်အများကြီးသူက80ရတာဖြစ်တဲ့အတွက်ကြောသွားပြီးဖြစ်တဲ့အတွက်စံပွဲကိုအောင်သွားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် အဲ့ခါမှာတောင်မှာတခြားကျောင်းသားတွေလည်းတက်ပြီးတော့မှရှိသေးတယ်။ကျောင်းသားတွေကိုကွာတယောက်ချင်းတိလိုက်ပြီးတော့မတွေ့တော့ဘူး။ဒီမှာတွေ့ထားပြီးသား formula လေးကိုပဲကွာဆွဲချလိုက်မယ်ပေါ့နော်။ဟိုကဒီအကွက်လေးရညာဘက်ထောင်းအော်ချီလေးပေါ်မှာ mouse လေးတင်လိုက်တဲ့ခါမှာကျွန်တော်အခုလိုမျိုးအပေါင်းလက္ခဏာအမဲရောင်လေးပေါ်လာပြီးဆိုတာနဲ့ mouse ကနေပြီးတော့ clip ဖိထားပြီးတော့မှကိုလိုတလောက်လေးအောက်ကိုဆွဲပြီးတော့မှ formula ကိုချလိုက်လို့ရပါတယ်။ဒါတင်ကျွန်တော်အောင်လုံးအားလုံးဒီမှာလာပြီးတော့မှပေါ်လာပါပြီ။ ဒီခါမှာသွားပြီးတော့ကြည့်လိုက်တဲ့အခါမှာဆိုရင်ဒီမှာ fade တွေလည်းပါတယ် past တွေလည်းပါတယ်ပေါ့နော်ဒီဒူရီယာအကြောင်းသူလေးကကြတော့ fade ဖြစ်သွားတယ်ဆိုတာကကြတော့သူ့ရဲ့ရမက35မက်ပဲရတာပါတမက်ချက်ဖြစ်တဲ့ကျွန်တော်တို့အဒီအောင်မက်က40အဲ့40အောက်ကိုနည်းသွားပြီးဖြစ်တဲ့အတွက်သက်သမိုးဘက်ကိုကြာရှုံးသွားတယ်ဆိုပြီးတော့မှထွက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ဒီကောင်ဆိုရင်ဒီတတရားတယောက်ကကြတော့ကျွန်တော်ကအဒီအောင်မက်က90ရပါတယ်။အဲသူကတက်မှတ်ထားတာတဲ့40တက်ကိုအများကြီးများသွားပြီးဖြစ်တဲ့အတွက်ဆေးမှုဘက်ကိုအောင်းသွားတာဖြစ်တဲ့အတွက်ပတ်ဆိုပြီးတော့မှပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ တခြားចောင်းသားတွေလည်းအလိုပါပဲ၄တဲ့အောက်ကိုနေနေမယ်ဆိုရင်ကျတော့စမုပ်ဘက်ကိုကြာရှုံးပြီးတော့မှ၄တဲ့နဲ့ညီမယ်၄တဲ့ထက်များသွားပြီဆိုရင်တော့စမုပ်ဘက်ကိုအသူတို့ကအောင်မှာဖြစ်ပါတယ်ပေါ့နော် လုပ်ငန်းခွင်အတွက် Microsoft Excel ကိုအခြေခံမှစတင်ပြီးအစမြင့်ထိကျွမ်းကျင်စွာတက်မြောက်လိုသူများအတွက် Excel Special Online Class တွေကိုတက်ရောက်နိုင်ပါတယ်။ Excel Special Online Class တွေမှာလုပ်ငန်းနဲ့ပတ်တိုင်းမှာမတိမဖြစ်တည်ထားရမယ့် Microsoft Excel ရဲ့အခြေခံ feature အသုံးပြုပုံတွေ၊အရန်ကိုအသုံးဝင်တဲ့ Microsoft Excel ရဲ့ Formula Function အသုံးပြုပုံတွေနဲ့ Advanced Feature Advanced Formula Function တွေ၊ Pivot Table တွေကိုတနေရာထဲမှာစုံလင်စွာနဲ့စနစ်တကျသင်ကြားရမှာဖြစ်ပါတယ်။သင်ခန်းစာဗီဒီယိုပေါင်းတရာကျော်ကို Telegram Channel နဲ့ Facebook Private Group တို့မှာအဆင်ပြေစွာဖြင့်စနစ်တကျလေ့လာ ာတင်ကြရမှာဖြစ်ပါတယ်။မူလတင်တဲ့ကြေး6900ကျပ်အစားယခုလအတွင်းမှာအထူးတင်တဲ့ကြေး3000ကျပ်ထက်ဖြင့်လက်ခံပေးနေတာဖြစ်ပါတယ်။အထူးတင်တဲ့ကြေးတွေကရဲကန်းတက်လေးတည်းရှိတာမို့တင်တဲ့ကိုအမြဲတမ်းတရဖို့ကိုဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ။ ဟုတ်ပြီပြီးသားရင်ကျွန်တော်နောက်ထပ်တစ်မျိုးထပ်ပြီးတော့မှတွက်ပါမယ်။နောက်တစ်မျိုးကလည်းပဲပါလဲဆိုတော့ကပက်စပေးကိုပဲတွက်မှာပါ။ဒါမျိုးကပုံစံတစ်မျိုးပြောင်းပြီးတော့တွက်မယ်ပေါ့နော်။အခုထပ်သွားတဲ့ပုံလေးကကျတော့ဘယ်လိုပုံစံလဲဆိုတော့ကျွန်တော်ဒီမှာတပည့်ကလေးနှိပ်ပြီးတော့မှကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ကဒီမှာဒီဘောသူ့ရဲ့ရမက်ကလေးက၄၀နဲ့ညီပြီးတော့မှ၄၀တက်များမယ်ဆိုရင်စမှုဘက်ကအောင်နေဆိုပြီးတော့မှကျွန်တော်ကစပြီးတော့တွက်လိုက်တာပေါ့။အဲ့လိုမတွက်ဖ ೇನೆ ဒီတစ်ခါပြောင်းပြီးတော့မှတွက်ပါမယ်။ဘယ်လိုပုံစံပြောင်းတွက်မလဲဆိုတော့ကျွန်တော်ဒီအပေါ်ဆုံးအကွက်လေးမှာကလေးထောင်မယ်။ပြီးတော့ကျွန်တော်ညီမချင်းလေးလာပါမယ်။ပြီးတော့ကျွန်တော် if တုံးမှာဖြစ်တဲ့အတွက် if ဆိုပြီးတော့မှရေးလိုက်ပါတယ်။ ပြီးတော့ကျွန်တော်ခွင့်စာလေးစာလိုက်ပါမယ်။ခုနကတိုင်မှာပဲ logical test အနေနဲ့ကျွန်တော်ဒီရမှတ်လေးကိုကလေးထောင်းမယ်။ဒီတခါကျွန်တော်ဒီရမှတ်ကလေးကကျွန်တော်တို့က40နဲ့ညီပြီးတော့40တန်းများတာမျိုးကိုမရေးတော့ဘဲနဲ့ပြောင်းပြန်ပြန်ပြီးတော့မှရေးမယ်ပေါ့နော်။အဲ့ဒီရမှတ်ကလေးကသာကျွန်တော်က40အောက်ကိုနည်းနေမယ်ဆိုရင်ဆိုတဲ့ပုံစံမျိုးနဲ့စာပြီးတော့လည်းရေးလို့ရပါတယ်။အဲ့တော့ကျွန်တော်ဒီမှာ less than လေးလာလိုက်ပါတယ်။ဒီရမှတ်ကဒီ less than ဖြစ်နေမယ်ဘယ်လောက်ထက်နေမှာလဲဆိုတော့40အထက်ပါ။၄၀အောက်ကိုသူနည်းသွားပြီဆိုတာ ਨੇ ဘယ်လိုမျိုးပြသေးကြလဲအဲ့တော့ကကော်မလေးလာပါမယ် ပြီးတော့ value if true ဖြစ်ပါတယ်။အဲ့ဒိုင်းမှန်နေဆိုရင်ကျတော့ကျွန်တော်တို့ကစမှုဘက်ကိုကြာရှုံးသွားပြီဆိုပြီးတော့ပြပေးချင်တာဖြစ်တဲ့အတွက်ပြတ်တောင်ဖွင့်ပေးလေးကြားထဲမှာကျွန်တော်ဒီမှာ face ဆိုပြီးတော့မှထည့်လိုက်ပါတယ်။ဟုတ်ပြီဒါနဲ့က40အောက်ကိုနည်းသွားပြီဆိုရင်သွား face ဖြစ်သွားမယ်ပေါ့နော်။ပြီးတော့ comma လာပါတယ်။ပြီးတော့မှ value if false ပေါ့။ဒီဟာဒီက40အောက်ကိုတကယ်လို့များနည်းမနည်းကြဘူးဆိုရင်ကျတော့ဘယ်လိုပေါ်သေးချင်တာလဲဆိုတော့စမှုဘက်ကိုအောင်နေဆိုပြီးတော့မှပေါ်သေးချင်တာဖြစ်ပါတယ်။ဒါကျွန်တော်ဒီမှာမျက်တောင်ဖွင့်လိုက်ပြီးတော့မှကျွန်တော် PSS ပတ်ဆိုပြီးတော့မှရှင်းလိုက်ပါတယ်ကျွန်တော် P ကိုအကြီးနဲ့ရေးလိုက်ပါမယ် PSS pass ဟုတ်ပြီပြီးတော့မျက်တောင်လေးပြန်ပေးပေးပါမယ်ပြီးနောက်ဆုံးလေးမှာခွင်လေးပေးပေးလိုက်ပါဒါလေးပဲပေါ့နော်ပြီးသွားပြီဆိုတာနဲ့ကျွန်တော် keyboard ကနေပြီးတော့မှ enter တစ်ချက်လေးနေပေးလိုက်ပါဒါဆိုကျွန်တော်ဒီမှာ pass ဖြစ်သွားတယ်ဆိုတာကိုတွေ့ရမှာပါပထမဆုံးတော့သူရတဲ့အမက80ဆိုတော့သူတက်မှတ်ထားတဲ့40ထက်ကိုသူကမနေဘူးအများကြီးများသွားပြီဖြစ်တဲ့အတွက်ဒီမှာဆက်ဖို့ပွဲကိုအောင်းသွားတယ်ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ် ဒါတခြားចောင်းသားတွေအတွက်လည်းကျွန်တော်ကရမယ့်ကိုတည်တည်နာဖြစ်တဲ့အတွက်ကျွန်တော်ကဒီမှာဒီကွက်လေးရညာဘက်တောင်အောက်ခြေလေးမှာမောက်ဆီတင်လိုက်ပြီးတော့မှ clip ဖြီးထားပြီးတော့မှ glue တလောက်ကိုဆွဲပြီးတော့မှချလိုက်ပါမယ်။ဒါဆိုရင်အလုံးပြန်ပြီးတော့မှ reset တီထွက်လာပြီပေါ့။အဲ့ကမှဒီမှာဆိုရင်35မက်ဆိုတော့သူကဒီမှာ fade ဖြစ်သွားပါတယ်။သူက40အကုနဲ့သွားတာမလို့ fade ဖြစ်သွားပြီပေါ့။ပြီးတော့ဒီမှာတတိယတယောက်ကဆိုရင်80ဆိုတော့ဒါဆိုရင်သူကသတ်မှတ်ထားတာတဲ့40တဲ့များသွားပြီဖြစ်တဲ့အတွက်စမှုဘက်ကိုသူအောင်းသွားတယ်ဆိုတာကိုကျွန်တော်တွေတွေ့ရမှာဖြစ်ပါတယ်။ ဟုတ်ပြီအဲ့ခါမှကျွန်တော်တို့ကဒီမှာနှစ်မျိုးလုံးနဲ့တွေ့လို့ရတယ်ကိုနှစ်သက်တဲ့ဟာနဲ့ကိုအာတန်ရာနဲ့ကိုသဘောကျတဲ့ဟာနဲ့ပြန်ပြီးတော့မှတွေ့လို့ရပါတယ်အဲ့လိုတွေ့လိုက်တဲ့အခါမှာဒီမှာတတိထားပြီးကြီးမဲ့အခါမှာဆိုရင်ကျွန်တော်ဒီမှာအောင်နာနဲ့ရှုံနာကိုတွေ့လိုက်တဲ့အခါမှာဆိုရင်ဒီဘက်အွက်လေးမှာဆိုရင်ကျွန်တော်တို့ကဒီရှုံနေသူတွေပေါ့နော်ဖေးဖြစ်တဲ့သူတွေကိုသူကပူပြီးထင်ရှားသွားစေဖို့အတွက်အကြောင်းလေးနဲ့ပြပေးထားပါတယ်ပြဒီဘက်လီမှာကျတော့တမျိုးဖြစ်သွားတယ်ဗောနော်။သူကကျတော့အောင်းနေသူတွေ best ဖြစ်တဲ့သူတွေကိုအကြောင်းအစိမ်းရောက်နေလိုက်ပြီးတော့မှပြပေးသွားတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်။ ။ဒါလေးကတော့ကျွန်တော်ကဘာကိုသုံးထားလဲဆိုတော့ if formula သုံးလိုက်တာနဲ့တော့ဒီလိုအကြောင်းလေးပါလာတာမျိုးမဟုတ်ပါဘူး။ဒါလေးကိုကျွန်တော်ကဘာနဲ့တွဲဖက်ပြီးတော့မှသုံးထားတာလဲဆိုတော့ဒီ if formula ကိုကျွန်တော်ကဒီ home tag ထဲမှာရှိနေတယ်ပေါ့နော်။ဒီဘက်က conditional formatting ဆိုတဲ့အရာလေးနဲ့ကျွန်တော်ကတွဲဖက်ပြီးတော့မှသုံးထားတာဖြစ်ပါတယ်။ ဒါလေးကိုတော့ကျွန်တော်ထည့်ပြီးတော့မှမပြောပြပြတော့ပါဘူးပေါ့နော်ဒီလိုများကိုကပေါ့နော်ခုလိုမျိုးကျွန်တော် if formula အသုံးပြုပုံနေတခြား formula function တွေအသုံးပြုပုံနေပြီးတော့ခုလိုမျိုး condition နဲ့ formatting လိုမျိုးကျွန်တော်လုပ်ငန်းခွင်မှာတကယ်ကိုသုံးဝင်တဲ့ excel feature တွေ excel function အကြောင်းအရာအလုံးကိုကျွန်တော်တို့အခြေခံကနေပြီးတော့မှ advanced level ဒီ senior နဲ့ကျွမ်းကျင်စွာနဲ့တက်ရောက်ချင်တယ်ဆိုရင်ကျွန်တော်ရဲ့ Microsoft Excel special online course တွေကိုတက်ရောက်နိုင်ပါတယ်ပြီးသားပြီးဆိုရင်ကျွန်တော်နောက်ထပ်တစ်ခုအနေနဲ့ပါဆက်ပြီးတော့မှလေ့လာမယ်ဆိုတော့ဒီဘက်လေးမှာကျွန်တော်ကနောက်ထပ်တစ်မျိုးဖြစ်တဲ့ grade သတ်မှတ်တာလေးကိုလေ့လာမယ်ပေါ့နော် ် grade သမတ်တာဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီတစ်ခါကျတော့ best day fee တွေပဲမဟုတ်တော့ဘူး။သူအနေနဲ့ကျွန်တော်က grade မှာ APC ဆိုပြီးတော့မှရှိတယ်ပေါ့နော်။ grade A ကကျတော့ကျွန်တော်တို့ကအမှတ်90အထက်ကိုရတဲ့သူတွေကို grade A ပေးမှာဖြစ်ပါတယ်။ပြီးတော့ကျွန်တော်တို့ကအမတ်80နဲ့ညီပြီးတော့မှအကွက်အမတ်80အထက်ကိုရတဲ့သူတွေကိုကျတော့ကျွန်တော်တို့က grade B ဆိုပြီးတော့မှပေးမှာဖြစ်ပါတယ်။ပြီးတော့အမတ်40နဲ့ညီပြီးတော့မှအမတ်40အထက်ကိုများနိုင်မယ်ဆိုရင်ကျတော့ grade C ရတယ်ဆိုပြီးတော့မှတက်မှတ်ပေးမှာဖြစ်ပါတယ်။ ပြနောက်ဆုံးမှာတော့ကျွန်တော်40အောက်ကိုနည်းသွားမယ်ဆိုရင်တော့ဒါဆက်မှုဘက်ကိုကြာရှုံးနေဆိုပြီးတော့မှတက်မှတ်မှာဖြစ်ပါတယ်။အဲ့လိုမျိုး grade တွေတက်မှတ်ခြင်းတဲ့အခါမှာဆိုရင်ကျွန်တော်က if formula ကိုသုံးလို့ရပါတယ်။ဒီခါမှာကျွန်တော်တို့ဒီပထမတစ်ယောက်တည်းစပြီးတော့မှတွေ့ကြည့်ရအောင်။တွေ့ဖို့တွေ့ကျွန်တော်ဒီ query မှာကလေးထောက်ထားပြီးတော့မှညီမချင်းလေးရေးလိုက်ပါတယ်။ပြီးကျွန်တော်ဒီမှာ if ဆိုပြီးတော့မှရေးလိုက်တယ်ပေါ့နော်။ပြီးတော့တွင်စာလေးလာလိုက်ပါတယ်။ logical test အနေနဲ့ခုနကတိုင်းမဲ့ကျွန်တော်တို့ရဲ့ဒီ yaml ကလေးကိုကလေးထောက်ပါမယ်။ ပြီးတော့အဲ့ဒီရမက်ကလေးကကျွန်တော်ဘယ်လိုဖြစ်ရမလဲဆိုတော့ကျွန်တော်သတ်မှတ်ထားတဲ့အတိုင်းပဲအမက်60နဲ့ညီမယ်ဒါမှမဟုတ်ဆိုအမက်60ထက်များတယ်ဆိုရင်သူ့ကိုကျွန်တော် grade A ဆိုပြီးတော့သတ်မှတ်မှာပါအဲ့တော့ကျွန်တော်ဒီမှာ greater than equal ပေါ့နော်ဒီညီလဲညီရမယ်ကြည့်လဲကြည့်ရမယ်ဘယ်လောက်ထက်လဲဆိုတော့60ထက်ပါဟုတ်ပြီဒီကလေးများတော့60အတူလိုမျိုးရနိုင်မယ်ဆိုရင်ကြတော့ comma ပါဒီအလေးကဒါ value if true မှန်နေဆိုရင်သူ့ကိုဘယ်လိုမျိုးကျွန်တော်တို့အဖြေရလက်ထွက်စေချင်လဲဆိုတော့သူ့ကိုကျွန်တော်က grade A ဆိုပြီးထွက်စေချင်တာမလို့ A ဆိုပြီးတော့မှရေးလိုက်တယ် အရာကျွန်တော်တို့ကဒီ test စာသားဖြစ်တဲ့အတွက်ကျွန်တော်တို့ကမျက်တောင်ဖွင့်ပေးလေးချားထဲမှာထည့်ပေးရပါမယ်။ဒါတော့တခုပေါ့နော်ပြီးတော့ကျွန်တော် comma လေးလာပါတယ်။ပြီးသားပြီဆိုရင်တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့ကထပ်ပြီးတော့မှရေးမှာဖြစ်တဲ့အတွက် if ဆိုပြီးတော့နောက်တစ်ချိန်ထပ်ပြီးတော့မှရေးလိုက်ပါတယ်။ပြီးရင်ကျွန်တော်တို့ keyboard ကနေပြီးတော့မှကျွန်တော်တို့ဒီခွင့်ပိတ်လေးခွင့်စားလေးလာလို့ရတယ်လို့မျိုးပဲခွင့်စားလေးမလာချင်ဘူးဆိုရင်လည်းကျွန်တော်ဒီမှာ tab key လေးတစ်ချက်နှိပ်လိုက်လို့ရပါတယ်။ပြီးတော့ရင်ကျွန်တော် logical test နောက်တစ်ခုထပ်ပြီးတော့ရေးမယ်။နောက်တစ်ခုကကျတော့ဒီရမယ်လေးပါ။ဒီရမယ်လေးကိုထပ်ပြီးတော့ click ထောက်လိုက်ပါရစေ ဒီရမှတ်လေးကကျွန်တော်တို့ကအမှတ်80နဲ့ညီပြီးတော့မှ80ထက်များနေမယ်ဆိုရင်အသင်ကွာဒီမှာ greater than equal ပေါ့နော်80မလို့80ဆိုပြီးတော့ရိုက်ထည့်လိုက်ပါတယ်ပြီးတော့ comma ပါဒီလို80အထက်ကိုသူရရတယ်ဆိုရင်ကြတော့သူဘယ်လိုတက်မှတ်မှာလဲဆိုတော့ grade B ဆိုပြီးတော့တက်မှတ်မှာပါ။အဲ့မကျွန်တော်ဒီမှာမျက်တောင်ဖွင့်ပေးကြရဲမှာ grade B ဆိုပြီးတော့မှရှိလိုက်ပါတယ်။ပြီးတော့ comma လေးလာပါတယ်။ပြီးတော့အရင်ထပ်ပြီးတော့မှ if ဆိုပြီးတော့မှထပ်ပြီးတော့ရေးပါမယ်။ပြီးရင်တော့ tab key လေးတစ်ချက်နှိပ်လိုက်ပါတယ်။ဒီတစ်ခါလေးအလိုပါပဲကျွန်တော်ရရမှတ်ကလေးကို click ထပ်ပါမယ်။ ရမ်းမလေးကကျွန်တော်ဒီက greater than equal ဘယ်လောက်ထက်လဲဆိုတော့40ထက်ကိုများမယ်ဒါမှမဟုတ်40နဲ့ညီနေမယ်ဆိုရင်ကြတော့သူကျွန်တော်တို့ comma ဘယ်လိုမျိုးလေးပုံစံချင်လဲဘယ်လိုမျိုးလေးသတ်မှတ်ချင်လဲဆိုတော့ crazy ဆိုပြီးတော့သတ်မှတ်ချင်တာပါအခုကျွန်တော်မျက်တောင်ဖွင့်ပေးလေးထဲမှာ crazy ဆိုပြီးတော့မှထည့်လိုက်ပါတယ်ပြီးရင်တော့ comma ပါပြန်တော့နောက်ဆုံးတစ်ခုအနေနဲ့ if ဆိုပြီးတော့ထပ်ပြီးတော့ရေးပါတယ်။ပြီးရင်တော့ကျွန်တော်တက်လေးတစ်ချက်နှိပ်လိုက်ပါတယ်။ဒီတစ်ခါလည်းပဲကိုယ့်ရဲ့ရမယ့်လေးကိုကလစ်တစ်ချက်ထောက်ပါမယ်။ ီရမယ်လေးကဒီတစ်ခါကျတော့ကျွန်တော်တို့ less than ဘယ်လောက်လဲဆိုတော့40အောက်ကိုနည်းနေမယ်ဆိုရင်မလို့40ဆိုပြီးတော့ရေးလိုက်ပါတယ်ဒီကွာရမယ်က40အောက်ကိုလုံးဝနည်းသွားပြီဆိုရင်ကျတော့ comma ဘယ်လိုမျိုးလေးကျွန်တော်ကဖော်ပြသေးခြင်းလဲဆိုတော့ fade ဖြစ်သွားပြီလို့ဖော်ပြသေးခြင်းလားပါအခုကျွန်တော်ဒီမှာ fade ဆိုပြီးတော့မှရေးလိုက်ပါတယ်ပြီးတာနဲ့နောက်ဆုံးလေးမှာကျွန်တော်တို့ခွင့်ပိတ်လေးပိတ်ပြီးမယ် အခမ်းအနံကကွင်းပိတ်တဲ့အခါမှာကွင်းကိုတခါတည်းနဲ့တစ်ခုတည်းသွားပြီးတော့ပိတ်လို့မရဘူးပေါ့နော်။ဒါကြောင့်လဲဆိုတီရှိမှသွားပြီးတော့ကြည့်တဲ့အခါမှာဝင်စားပနဲ့ကိုရှိတဲ့စားကိုကျွန်တော်ကလိုက်ပြီးတော့ရေးတွက်ပေးဖို့လုပ်တယ်။လုပ်ငန်းခွင်ဝင်ဖို့အတွက် advance excel ကိုစွန့်ပြန်ထားရိုက်ဒူးချင်းတည်သက်တိတိကျကျသင်ကြားလူသူများအတွက် advance excel 101 swim class လေးမှာ excel ကိုအခြေခံမှာအစဉ်မြင့်ထိစနစ်တကျနဲ့သင်ကြားပေးနေပြီဖြစ်ပါတယ်။ Zoom class လေးဖြစ်တဲ့အတွက်မိမိအိမ်ကနေပြီးတော့အစဉ်ပြေစွာနဲ့စနစ်တကျသင်ယူနိုင်မှာဖြစ်ပါတယ်။ ။တင်းထဲမှာတင်ကြရမယ့်ပုံစံလေးကတော့ဇွန်ဖြင့်တိုက်ရိုက်တင်ကြပေးမှာဖြစ်ပါတယ်။အတင်ရေးပြီးသား ASL data file တွေကိုပေးပါမယ်။အတန်းချိန်တစ်ချိန်ပြီးတိုင်းမှာ recording video တွေကိုလည်းပို့ပေးမှာဖြစ်ပါတယ်။ lesson 9အတွက်အင်္ကြာတွေရှိပါမယ်။အင်္ကြာတွေကိုလည်းပဲစစ်ဆေးပေးမှာဖြစ်ပါတယ်။ lesson တစ်ခုပြီးတိုင်းမှာ recap ပြန်ပြီးတော့လုပ်ပေးမှာဖြစ်ပါတယ်။တင်ပြသားစာများကိုနားမလည်ခဲ့ပါကဆရာနဲ့တိုက်ရိုက်အချင်းမျိုးမြင်မြင်ဆွေးနွေးနိုင်မှာဖြစ်ပါတယ်။ တင်းတင်းကြီးလေးကတော့ဒူးချင်းတိသက်အထူးတင်းတင်းကြီးနှစ်သိန်းကျက်တဲ့ဖြင့်တက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒီကရီများတငယ်ချင်းတွေလောဖောက်ကံမဲ့တင်းနဲ့အတူဂရုလိုက်လဲတင်ကြမယ်ဆိုရင်လည်းပဲတင်ကြနိုင်မှာဖြစ်ပါတယ်။တင်းတင်းပြည့်မြောက်သူများအတွက်အတိမတ်ပြူလက်မှတ် certificate ကိုပေးရတော့မှာဖြစ်ပါတယ်။တင်းတင်းချချင်းလေးကတော့တပတ်ကို၄ရက်တနေ့ကို၁နာရီနဲ့တင်းတင်းချင်းစုစုပေါင်း၁၆ချင်းတင်ကြပေးမှာဖြစ်ပါတယ်။တင်းနှံချိန်လေးကတော့ဒူးချင်းတည်တဲ့တင်ကြပေးတာဖြစ်တဲ့အတွက်တင်းနှံချိန်ကိုမိမိအားလက်တဲ့အချိန်နဲ့ညီနိုင်ပြီးတော့မှတက်ရောက်နိုင်မှာဖြစ်ပါတယ် ဒီနေ့လေးကိုတင်ရောက်ချင်နေဆိုရင်တော့ Daily Dose Computer ဘိုင်းဟမ်မနိုင်ဆိုတဲ့ Facebook Page Messenger မှာတင်နေအလို့ရပါတယ်။သူညာကို998935432ရဲ့ဖုန်း Viber Telegram Channel တို့မှာလည်းပဲတင်နေအလို့ရပါတယ်ခင်ဗျာ။ မိမိလုပ်ငန်းတက်လန်းအတွက်အေးစဲကိုလက်တွေ့လေလာလက်တွေ့သုံးချနိုင်ဖို့ယခုပဲတင်တဲ့လေးကိုအချိန်မီတက်ရောက်ဖို့ကိုဖိတ်ခေါ်အပ်ပါရခင်ဗျာအခါမကြုံကကွင်းစားကဒီမှာ if မှာတခုစားရတယ်ဒီမှာလည်းတခုဆိုနှစ်ခုဖြစ်သွားပြီဒါနဲ့ဆိုရင်ကျွန်တော်ကကွင်းစားက၃ခုဒါလေးနဲ့ဆိုရင်ကွင်းစားက၄ခုပေါ့နော်ကွင်းစား၄ခုရှိတယ်ဆိုရင်ခွဲပေးကလည်း၄ခုရှိရပါမယ်မဟုတ်ဘူးဆိုရင် formula ကမှန်မှာမဟုတ်ဘူးပေါ့နော်အခုကနောက်ဆုံးလေးမှာခွဲပေးကတခုပဲရှိသေးတယ်မလို့နောက်ထပ်၃ခုတက်ပြီးတော့မှဖြည့်လိုက်ပါတယ် ကွာကွန်ဘိတ်ကလည်း၄ခုဖြစ်သွားပြီ၊ကွန်ဆာကလည်း၄ခုပေါ့နော်။အလို့ဆိုရင်တော့ကျွန်တော်ကမှန်သွားမှာဖြစ်ပါတယ်။ပြီးပြီဆိုမှဒါလည်းကျွန်တော်တို့ကဒီလိုအားလုံးရေးလုပ်ပြီးသွားပြီဆိုရင် enter ဆိုတဲ့ကလုတ်လေးကိုတစ်ချက်နှိပ်ပြလိုက်ပါ။အဲကျွန်တော်ဒီမှာရသွားပြီပေါ့နော်။ B ဆိုပြီးတော့မှရသွားပါပြီ။ပြီးပြီဆိုရင်ဒါသင်သွားဘာကြောင့် B ရတာလဲဆိုတော့ဒီမှာအမှတ်ကသွား80ရတယ်။ဒါတမထတာကကျတော့80နဲ့ညီပြီးတော့မှ80တဲ့များတယ်ဆိုရင်ကျတော့ grade B လို့တမထတာဖြစ်တဲ့အတွက်ဒီမှာတော့ grade B ဖြစ်ဆိုပြီးတော့မှတန်းပြီးတော့မှပေါ်လာပြီပေါ့။ကျန်တဲ့အောက်ခကြောင်းသားတွေကိုလည်းတွေ့ဖို့အတွက်ဒီမှာ mouse ကနေ click ပြီးတော့မှ အောက်ဆုံးထိသွားပြီးတော့မှဆွဲချလိုက်ပါတယ်။ဒါဆိုရင်လည်းတခြားကျောင်းသားတွေမှလည်းလိုက်ပြီးတော့မှ grade တွေသွားပြီးတော့မှတွေ့ချက်ပြသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ခါမှာဒီကျောင်းသားမှသွားပြီးတော့မှကြည့်လိုက်တဲ့အခါမှာဆိုရင်ကျွန်တော်ကဒီမှာသူ့ရဲ့ရမက50 50ဆိုတော့ကျွန်တော်က40နဲ့ညီပြီးတော့မှ40ထက်ကိုများမယ်ဆိုရင်ကြတော့ grade C ရမှာဖြစ်တဲ့အတွက်ဒီမှာသူ့ရဲ့ grade က C ဆိုပြီးတော့မှပေါ်လာတာကိုတွေ့ရမှာဖြစ်ပါတယ် ပြဒီမှာဆိုရင်တော့69မှတ်ရတယ်69မှတ်ဆိုတာကကြတော့ကျွန်တော်တို့က60အထက်ကိုများသွားပြီဆိုရင် grade A ပြမှာဖြစ်တဲ့အတွက်ဒီဘက်ဒီမှာ grade A ရတာကိုကျွန်တော်တို့တွေ့ရမှာဖြစ်ပါတယ်ဒီမှာ fail ဖြစ်သွားတဲ့သူတွေကကြတော့40အောက်ကိုနေသွားတဲ့သူတွေပါသွားပြီးတော့ကြည့်မယ်ဆိုဒီမှာ35မှတ်ပဲရတယ်ဒါကြောင့်မလို့သူ fail ဖြစ်သွားပါတယ်ဒီမှာသူ32မှတ်ပဲရတယ်ဒါကြောင့်မလို့သူက fail ဖြစ်သွားတာဖြစ်ပါတယ်ဟုတ်ပြီဒါလေးကိုကျွန်တော်ပို့ပြီးတော့မှမြင်သာတောင်းအောင်လို့အလျံနှုတ်ကွက်ကိုခဏလေးကျွန်တော် hide လုပ်ထားလိုက်ပါမယ် ဒီခါမှာကျွန်တော်ကဒီမှာဆိုရင်သူတို့နဲ့သက်ဆိုင်ရာဒီမှာ gray လေးတွေပေါ်လာပြီ။အဲမှာက formula ကိုတုံထားခြင်းအပြင်ကကျတော့ဒီဘက်ကရမက်ကိုသွားပြီးတော့မှပြုပြင်ပြောင်းလဲလိုက်တာမျိုးလုပ်လိုက်တဲ့ဆိုရင်လည်းပဲဒီဘက်ကရှိတဲ့အဖြေတွေကလိုက်ပြီးတော့မှအလိုလျောက်လိုက်ပြီးတော့ update ဖြစ်သွားမှာဖြစ်ပါတယ်။ဥပမာသူကဒီမှာ MS 80ရတာမလို့သူက gray ပြရတယ်။ climate သူ MS 80မဟုတ်ဘူးပေါ့နော်။သူရတဲ့အမှတ်ကကျွန်တော်ကဥပမာအနေနဲ့69မှတ်ရတယ်ထားပါတော့။အဲဒါကဒီမှာ69ဆိုပြီးတော့ရိုက်ပြီးတော့ထည့်လိုက်တယ်။ကိုယ်တက်ကိုပြရိုက်ထည့်ပြီးတော့မှကျွန်တော် enter တစ်ချက်လေးနှိပ်လိုက်ပြီးဆိုတာနဲ့ ြည်လိုက်ပါကိုတုတ်ကိုမဲ့ဖြစ်သွားတာနဲ့ grade မှာဒီမှာ A ဆိုပြီးတော့မှတက်ပြီးပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ A ပြောင်းသွားတာလဲဆိုတော့သူတက်မှတ်ချက်ဖြစ်တဲ့အမ90အထက်ကိုများသွားပြီဆိုရင်ကျတော့ grade A ပေးတာမလို့ဒီမှာ grade A ဆိုပြီးတော့မှချက်ချင်းပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အလိုပါပဲဒီမှာဆိုရင်သူက35မှတ်ပဲရတယ်ဗောနော35မှတ်ဆိုတော့40အောက်ကိုနည်းသွားပြီမလို့စမွေဘက်ကိုကြာရှုံးသွားပါတယ်။ဒါပေမဲ့သူက35မှတ်မဟုတ်ဘူးသူကဥပမာသူရတာက85မှတ်ပဲထားပါတော့။ဒါတင်က85မှတ်ဆိုပြီးတော့ရိုက်ပြီးတော့ထည့်လိုက်တယ်။ ပြီးရနေကျွန်တော်အန်တာတစ်ချက်နှိမ့်လိုက်ပြီဆိုရင်ကြတော့ဒီမှာကြည့်လိုက်ပါ95မှာဖြစ်သွားပြီဆိုတာနဲ့သူကစမုခုနကလည်းမစမုဘက်ကိုကြာရှုံးနေဆိုပြီးမဟုတ်တော့ပဲနဲ့သူရဲ့ grade က B ဆိုပြီးတော့မှပြောင်းလဲပြီးတော့မှပြပေးသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဘာကြောင့်မလို့ B ဖြစ်သွားတာလဲဆိုတော့ကျွန်တော်သတ်မှတ်ထားတဲ့အတိုင်းပဲအမက်90အထက်ကိုများသွားပြီဆိုရင် grade B ရမှာဖြစ်တဲ့အတွက်ဒီမှာ B ဆိုပြီးတော့မှရသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့လိုပါပဲကျွန်တော်ဒီမှာ68မှတ်ဆိုတော့သူကဒီ60အထက်ကိုများသွားပြီမလို့ grade A ရတယ် ဒါပေမဲ့ तू က69မှာမဟုတ်ဘူးပေါ့ဥပမာ तू က तू ရတာက38မှာပဲရတယ်ထားပါတော့အဲ့ဒါကဒီမှာ39ဆိုပြီးတော့မှပြန်လိုက်ပါတယ်ပြီးတာနဲ့ကျွန်တော်အန်တာတစ်ချက်လေးနှိပ်ပြလိုက်ပြီးဆိုတာနဲ့ကြည့်လိုက်ပါ39မှာဖြစ်သွားပြီဆိုတာနဲ့စမ်းမွေးကို तू 40အောက်ကိုနှဲသွားတာမလို့ကြာသွားပြီဖြစ်တဲ့အတွက်ဒီမှာတန်းပြီးတော့မှ face ဆိုပြီးတော့မှပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပါတယ်ဒါဆိုရင်တော့ကျွန်တော်ဒီမှာဆိုရင် grade လေးတွေတက်မှတ်ခြင်းတဲ့ကမှာဆိုရင်လည်းပဲ if formula ကိုပြလို့မတော့ရမှာလဲဆိုတော့ကိုနားလည်သွားပြီပေါ့နော် ကျွန်တော်ဒီသင်္ကန်းသားလေးမှာ if formula လေးအသုံးပြုဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ဒီဥပမာလေး၃ခုနဲ့လောက်ခဲ့ရတယ်ပေါ့နော်။ဒီလမ်း၃မျိုးရှိပါတယ်။ကိုယ်နဲ့သက်သေလေးမျိုး formula ကိုတုံးချပြီးတော့မှကိုယ်နဲ့သက်တဲ့ပုံစံနဲ့ရေးလို့ရပါတယ်။ဒီသင်္ကန်းသားလေးကမယ်ဆိုရဲလုပ်ငန်း contract ကြိုးရှိမှလို့ယုံကြည်ပါတယ်။သင်္ကန်းသားလေးကကြိုးရှိတယ်ဆိုရင် video လေးကိုလက်လေးနဲ့ခက်ပေးပါ။ comment လေးမှာလည်းရေးခက်ပေးပါခင်ဗျာ။ဒီသင်္ကန်းသားလေးမှာနားမလဲတာမရှင်းတာရှိမယ်ဆိုရင် comment လေးမှာရေးခက်နိုင်ပါတယ်။ဒါနဲ့သင်ကြားပေးသင့်တဲ့သင်္ကန်းသားလေးတွေတည်ချင်တဲ့မေးခွန်းလေးတွေရှိမယ်ဆိုရင် comment လေးမှာရေးခက်ပေးပါ။ကျွန်တော်ပြန်ပြီးတော့မှဖြေချပေးသွားပါမယ်။ ကျွန်တော် YouTube channel လေးကိုလည်း subscribe လေးလုပ်ထားပေးပါခင်ဗျာ။ဒါကြောင့် channel လေးကိုအမြဲတမ်းထောက်ရပါဆိုင်နေကြပါစေ။အားလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပါစေခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။